လွယ်လွယ်နဲ့ရိုက်ရင်လူတွေကတံပိုးမထားကြညာဘူးဒါကိုမင်းသိရင်နောက်တခါဘယ်အရာမှအလကားမပေးပါနဲ့လူတချို့မင်းကိုစွန့်ပစ်သွားတယ်ဆိုတိုင်းမင်းကတံပိုးမရှိလို့မဟုတ်ဘူးလူတချို့မင်းအနာမှာမပျော်တော့ဘူးဆိုတိုင်းမင်းကအတောင်းမဝင်တော့လို့မဟုတ်ဘူးလူတချို့မင်းကိုအေးမလောက်တော့ဘူးဆိုတိုင်းမင်းကလူရမဝင်တော့လို့မဟုတ်ဘူး တကယ်တော့မင်းမေတ္တာစေတနာမင်းရဲ့ပေးဆက်မှုမင်းရဲ့အလေးထားမှုနဲ့မထိုက်တန်သူတွေရှိသလိုမင်းရဲ့အယမ်းချစ်တဲ့တန်ကို မခံနိုင်သူတွေလည်းရှိတယ်။လွယ်လွယ်နဲ့ရရင်လူတွေက တမူးမထားကြင်ကြဘူး။ဒါကိုမင်းသိရင်နောက်တစ်ခါပဲအရာမှအလကားမပေးပါနဲ့။စွန်ပစ်ခံရတယ်ဆိုတိုင်းအမိုက်မဟုတ်ဘူးဆိုတာနားလေ။တစ်ဖက်က တမူးမတိတာလဲဖြစ်နိုင်တယ်လေတခါတလေမှာကိုနဲ့မထိုက်တန်သူတွေကိုကို အမင်းနာကျင်စေတဲ့သူတွေကို လောကကြီးကသူနီးသူဟန်နဲ့ရှင်းထုတ်ပေးထွားတာလဲရှိတယ်ပြေးလိုက်ရတာပင်မန်းတလို့စွဲထားရတာလဲပင်မန်းတာပါပဲအဲ့တော့မနေကျင်တဲ့သူတွေကိုတွားခွင့်ပြုလိုက်နေကျင်သူတွေကိုတော့သူ့သဘောအတိုင်းရှိစေသူတို့ဆုံးရှုံးသွားတာက ဂရုစိုက်ပေးဆက်ပြီးချစ်တတ်တဲ့သူကိုမင်းဆုံရှုံသွားတာကအမင်းစိတ်ဆင်းရဲအောင် လုပ်တဲ့သူတွေကိုကဲဘသူနာလဲမင်းမနာဘူးအမိုက်ဆင်းသွားတော့မရှုပ်တော့ဘူးပေါ့တယောက်တည်းနေလေဖြစ်တယ်နှစ်ယောက်ရှိမှဘဝမဟုတ်ပါဘူးလူတွေများလေ အပူတွေများလေပဲကို့မိသားစုနဲ့ကို့ကိုတကယ်ချစ်တဲ့သူကိုပဲတံပိုးထားမျက်နှိုးပြီးချစ်ပါ ကြံတဲ့အပေါ်ယံတွေအတွက်အလေးနဲ့ထားပြီးမခံစားပါနဲ့။နော်။နောက်ထပ်မမိုက်ချင်ပါနဲ့။မင်းကသင်္ကန်းစာတွေရဟုတ်စာလေးတပုတ်ပဲဖတ်ရတာ။ငါမကဘဝနဲ့ပြော မျက်ရည်တွေနဲ့ပါ ရင်းခဲ့ရတာမင်းဖတ်ရတာတန်ပါတယ်။